မင်္ဂလာပါရှင်ဒီနေ့တော့ငွေနှင်းမူလေးရလာတာနဲ့တခွက်ထဲနဲ့ထမင်းအိုးပြောင်းစေမယ်မို့အဆက်ချက်နည်းလေးကိုမျှဝေပေးကြပါတယ်ရှင်ငွေနှင်းမူ25ကျပ်သားသုံးပါမယ်ရှင်ပင်စိမ်းရွက်2စီးကျက်သွန်ဖြူ14မွာလောက်နဲ့ငရုတ်သီးစိမ်း12တောင်းလောက်သုံးပါမယ်ရှင် ငပိစိမ်းသားကိုတော့ထမင်းစားစွန်းနဲ့သုံးပုံတစ်ပုံစားလောက်ထည့်ပါမယ်။အရင်ဆုံးမှုလေးတွေကိုတပင်းချင်းစီဖြုတ်လိုက်ပါမယ်။ဒီအောက်ဖက်ကမှုတွေစုပြုံပြီးတော့ထွက်နေတဲ့အရင်မိုင်းကိုတော့ဖယ်ထုတ်လိုက်ပါမယ်ရှင်။ပြီးရင်မှုလေးတွေတန့်သွားအောင်လို့တစ်ခုချင်းစီကိုရေနဲ့တေချာဆေးပေးပါမယ်။ ရေဆေးပြီးပြီဆိုတာနဲ့မှုဝဆုပ်လိုက်တဲ့ရေတွေအကုန်လုံးပြန်ထွက်သွားအောင်လို့လက်နဲ့ညှစ်ချပေးလိုက်ပါမရှင်။ပြီးရင်မှုကိုအခုလိုမျိုး အမြောင်းလိုက်ကလေးတွေအလိုက်တင်လေးဖဲ့ပေးလိုက်မယ်ဆိုရင်ရပါပြီ။ကြက်တုံဖြူထောင်းပါမယ်ရှင်။ငရုတ်သီးစိမ့်တွေပါတစ်ခါတည်းထည့်ထောင်းလိုက်ပါမယ်။ ချမ်းမဲ့အိုးတွေကိုစီလေးထည့်ပါမယ်။စီလေးပူလာပြီဆိုတော့ ਨੇ ထောင်းထားတဲ့ကြက်သွန်ဖြူငရုတ်သီးစိမ့်နဲ့ထည့်ပြီးတော့မှွေပေးပါမယ်ရှင်။ငရုတ်သီးစိမ့်ပါတဲ့အတွက်အနံကတော့မှုံပါတယ်။ဒါပေမဲ့အဲ့လိုလေအနံလေးမှုံတော့မှပူမှွေပြီးတော့ပူပြီးစားလို့ကောင်းတာပါရှင်။အဲအနံလေးကမှုေးပြီးတော့နည်းနည်းမှွန်လာပြီဆိုတာနဲ့ငပိတစ်ခဲထည့်လိုက်ပါမယ်ရှင်။ ငပိကိုကြေသွောင်းအောင်လို့မှုေပြီးတော့ငပိနဲ့မှပျောက်သွောင်းအောင်လို့တခါတည်းကြော်ပေးလိုက်ပါမယ်။ငပိနဲ့လည်းမှုေးလာပြီဆိုတာနဲ့မှုတွေထည့်လိုက်ပါမယ်ရှင်။ကိုကစနွဲမှုလေးကြိုက်တယ်ဆိုရင်ခုနစီတက်နေတော့မှစနွဲမှုလေးထည့်ပေးလို့ရပါတယ်။ကျွန်မတို့စနွဲမှုထည့်ဖို့မေ့သွားလို့ဒီတိုင်းအဖြူတယ်လေးပဲကြော်လိုက်ပါမယ်ရှင်။အရာသာအတွက်တော့စက်သားမုံလေးအနည်းငယ်ထည့်ပေးပါမယ်။ မပိထဲ့ရတာဖြစ်လို့စားဖို့တော့နည်းနည်းပဲထည့်ပါမယ်။နောက်လိုရဆိုမှထပ်ထည့်ပါမယ်ရှင်။မို့ရေလုံးဝမကြံအောင်လို့တေချာလေးမြှင့်ထားတာမို့လို့အခုလိုမို့ကအပူနဲ့ထိတဲ့အခါမှာရေရွှတ်ပတ်ကြီးမဖြစ်နေတဲ့အတွက်မို့ရဲကိုထဲ့တဲ့အရာသားတွေရောခုနကစီးတက်ထားတဲ့မှုေးတဲ့အနေနဲ့ပါတခါလေးကိုဝင်သွားပါတယ်။ မှွေနေရင်းနဲ့တအားချောက်လာတယ်ဆိုရင်ရေလေးနည်းနည်းလေးထည့်ပေးပါမယ်။ပြီးရင်မှိုလေးဣသွားအောင်လို့အဖုံးလေးပိတ်ပြီးတော့2မိနစ်လောက်ထားတာပေးလိုက်ပါမယ်ရှင်။မှိုလေးလည်းဣသွားပြီးအရသာလည်းစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးမှမှပင်စိမ့်ရွက်လေးတွေအုပ်ပေးလိုက်ပါမယ်ရှင်။ပင်စိမ့်အုပ်ပြီးပြီဆိုတာနဲ့မီးပိတ်လိုက်ပါမယ်။ ပင်စိမ်းကသူ့အပူလေးနဲ့သူဆက်ပြီးတော့ကြက်သွားပါလိမ့်မယ်ရှင်။မှုချက်တဲ့အခါမှာငပိလေးထဲချန့်ရင် အရသာက လေးလေးပင်ပင်နဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်။ဒါလေးတစ်ခွက်ရှိရင်ဘာဟင်းမှထပ်မလို့ပဲနဲ့ထမင်းအိုးပြောင်အောင်စားလို့ကောင်းမယ်ဟင်းဖြစ်ပါတယ်။ပင်စိမ်းနဲ့လေးကမှုရင်းနေပြီးတော့မှုလေးကလည်းစားလိုက်ရင်ထုတ်ထုတ်ကလေးနဲ့ငရုတ်သီးကလည်းဆက်ဆက်လေးဆိုတော့တအားကိုစားလို့ကောင်းပါတယ်။ ခုလိုမိုးဥလေဥမှုတွေပေါ်တဲ့ရာဒီမှာမှုအဆက်ချက်လေးချက်စားကြည့်ပါရှင်။အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။